ောမိဘပြည်သူညီကိုမောင်နှမများအားလုံးပဲမင်္ဂလာပါရှင်။ရိုးရမပြတ်ပဲအစင်လာမပြတ်ကျင်းပလာခဲ့တဲ့ပြင်ဦးလွင်ဒဇောင်နိုင်မီပုံးပြန်ပြပွဲဟာဆိုလို့ရှိရင်နိုဝင်ဘာလ9ရက်ကနေစတင်ကျင်းပလာခဲ့တာပဲဖြစ်ပါရဲ့ရှင်။မပြည်သူများရှင်ဒီပွဲတော်ရက်တွေမှာဆိုလို့ရှိရင်တော့ညမီကြီးအလမီပုံးပြန်တွေကိုလွတ်တင်လာသလိုစိတ်နှပန်နေယုံလာအစရှိတဲ့မီပုံးပြန်တွေကိုလည်းလွတ်တင်လာခဲ့တာပဲဖြစ်ပါရဲ့ရှင်။မြန်မာပြည်သူများရှင်ဒီနေ့မှာဆိုလို့ရှိရင်တော့ဒီမီပုံးပြန်ပြိုင်ပွဲရက်ပိတ်ပွဲအခမ်းအနားကိုပါကျင်းပပြုလုပ်သွားမယ်လို့လည်းသိရပါရဲ့ရှင်။ ဒီပြောင်းလဲတစားနိုင်မြောင်းပြန်ပြိုင်ပွဲကိုဆိုလို့ရှင်เนาะ2005ခုနှစ်ကနေစတင်ကျင်းပပြုလုပ်လာခဲ့တာဖြစ်ပြီးအခု2014ခုနှစ်မှာဆိုလို့ရှင်เนาะဆယ်စုနှစ်တခုကိုမတ်တိုင်ထူနိုင်ခဲ့ပြီပဲဖြစ်ပါတယ်ရှင်ဒီနှစ်မှာဆိုလို့ရှင်ရလဲအရင်နှစ်တွေကနေမတူပဲပုံမစီကားတိုက်မြိုက်လာတာတွေကိုကျမတို့ကမြင်တွေ့ရပါတယ်ရှင်ဒီလိုစီကားတိုက်မြိုက်လာတာနဲ့အများကျမတို့ကလည်းဒီလွန်လပ်ပါတဲ့မြောင်းပြန်တွေကိုမြင်တွေ့ရပါတယ်ဒီနေ့မှာဆိုလို့ရှင်လဲဒီမြောင်းပြန်လွတ်တင်နေမှုမြင်ခွင့်နေတဲ့အတူဒီပိတ်ပွဲခန္ဓာကြီးကိုပါကျင်းပပြုလုပ်သွားမှာဖြစ်တဲ့အတွက်မိဘပြည်သူများကိုဒီ ိတ်ပွဲခန္ဓာနဲ့ပတ်သက်ပြီးရိုက်ကူးတင်ဆက်ပေးချင်ပါတယ်ရှင်မင်္ဂလာပါရှင်မင်္ဂလာပါဟုတ်ဦးရဲ့နာမည်နဲ့ဒီမြို့ပေါင်းတစားနိုင်မြို့ပေါင်းပြန်ပေါ်မှာဘလို့တာဝန်တွေယူထားရဲဆိုတာပြောပြပေးပါဦးရှင် ဲ့ကျွန်တော်နာမည်ဥကျော်ထေကိုပါဒီပြင်းလင်းတစောင်းတိုင်းပွဲတော်ကျင်းပရေးဦးစည်းကော်မတီအဖွဲ့ဝင်ဖြစ်ပါတယ်အဲ့ဒါအပြင်ကျွန်တော်ကဒီမီယိုမြန်တို့ပြိုင်ပွဲမှာလည်းတိုင်ကျိုးအဖြစ်နဲ့တာဝန်ယူရသလိုလုံငန်းအဖွဲ့တော်တော်များများလည်းဥက္ကဋ္ဌတို့တွင်မှုနေရာများကိုတာဝန်ယူပြီးတော့ဆောင်ရွက်နေရပါတယ်ဟုတ်ကဲ့ပါရှင်ဒီပြင်းလင်းတစောင်းတိုင်းပွဲတော်ကြီးနှစ်စဉ်နှစ်တိုင်းကျင်းပရခြင်းနဲ့ရွယ်ချက်နဲ့အကြောင်းရင်းလေးတွေကိုအရင်ဆုံးပြောပြပြပါအောင်ရှင့်အဲကျွန်တော်တို့မြို့နယ်တစောင်းတိုင်းပွဲတော်ကျင်းပရတဲ့ ဓိကရွေးချယ်ကြီးကတော့ကျွန်တော်ရဲ့ဒီမဟာဓုက္ကန္တာဆူတောင်းပြီးဖရာကြီးတကူတော်နဲ့ကြော်စောတဲ့ရင်ပုံမှုပြီးတော့မှထင်ရှားပေါ်လွင်စေအောင်ဖြစ်ပါတယ်ဒုတိယတကူကတော့ကျွန်တော်တို့ဒီမျိုးမြန်လွှတ်ကြခြင်းအပြင်ပေါ့နော်မျိုးမြန်အတင်းမှာပါဝင်ကြတဲ့အတင်းသားတွေတူနဲ့တူစီစီလုံးလုံးနော်ဒီဆောင်ရွက်တတ်မှုအဲတူနဲ့တူနားလည်မှု အပေးယူမြတ်တတ်မှုနော်အမိန့်နာခံတတ်မှုဆိုတဲ့အလေးချင်းကောင်းတွေရရစီခြင်းနဲ့ကျွန်တော်တို့ ရွေးချက်လေးရှိပါတယ်အဲ့ဒါအပြင်ကျွန်တော်ပြုံးလင်တစောင်းနိုင်ပွဲတော်မှာမျိုးမြန်လို့ပြိုင်ပွဲကျင်းပခြင်းအဖြစ်ဒီမြမရိုးရအစင်လာတွေမပြောက်ပြစ်အောင်ကျွန်တော်တို့ထင်းသိခြင်းနဲ့အစင်လာကောင်းတွေကိုထင်းသိခြင်းနဲ့ရွေးချက်လေးရှိပါတယ်အဲ့ဒါအပြင်ကျွန်တော်တို့ဒီမျိုးမြန်ကိုကျွန်တော်တို့လွတ်တင်ခြင်းအဖြစ် ဒီမြန်မာနိုင်ငံသားမကဘောเนาะကဘာရဲကဘာမှသိရှိကြပြီးတော့မှနိုင်ငံခြားခီးသွားများပါစီဝင်တစားလာရောက်တည်ရှိကြခြင်းအားဖြင့်ခီးသွားလုပ်ငန်းလည်းဖွံ့ဖြိုးပြီးတော့မှဒီမြန်မာမှာမျိုးမြတ်လွတ်ပြိုင်ပွဲတစ်ခုရဲ့လို့ကျွန်တော်တို့ဂုဏ်ယူဝင်ကြွားခြင်းနဲ့ရွေးချယ်လေးရှိပါတယ်အဲနောက်တစ်ခုကတော့ကျွန်တော်တို့ဒီပြည်ဦးလင်းဟိုအခုလို့ ဒီတစောင်းတိုင်းပွဲတော်ကျင်းပကြရခြင်းအဖို့မြန်မာနိုင်ငံရဲ့အတီးပြီးတော့မှလှူသားပြည်သူတွေမိဘပြည်သူတွေအခုတော့ပွဲတော်လာရောက်ကြခြင်းအပြင်ဒေသတစ်ခုနဲ့တစ်ခုကူးလူဆက်ဆံကြပြီးတော့လာအချင်းချင်းချစ်ခင်ရင်းနှီးမှုပုံပုံရရှိစေဖို့လည်းရွယ်ပါတယ်နောက်ဆုံးတစ်ခုကတော့ကျွန်တော်တို့ပြည်ဝင်ဒေသမှာရှိတဲ့ဖက်ကုံများရှိရမှာအခုလိုပွဲတော်ကျင်းပခြင်းအပြင်အနေနဲ့ရကနေပြီးတော့မိဘပြည်သူတွေလာလာ လာရောက်ကြပြီးတော့ဝယ်ယူကြခြင်းအပြင်ပြည်နှင့်ဒေသရဲ့ကျွန်တော်တို့ထုတ်ကုန်များများများစွာရောင်းချခြင်းအပြင်မြို့ရဲ့စီးပွားဖွံ့ဖြိုးရေးတိုးတက်မှုကိုလည်းအထောက်အကူပြုစေဖို့အတွက်ရည်ရွယ်ပြီးတော့အခုလိုဆောင်ရွက်ခဲ့တာဖြစ်ပါတယ်ရှင်ဒီနေ့ဆယ်ချိန်မြောက်ကျင်းပတဲ့ပွဲတော်ရက်တွေအတွင်းမှာကြုံတွေ့ရတဲ့အခက်အခဲလေးတွေကိုလည်းပြောပြပြအောင်ရှင်အဲဒီနေ့မှာတော့ကျွန်တော်တို့တော်တော်လေးခက်ခဲတာပေါ့နော်ဟို ရာသီဥတုကအရင်ပြင်းထန်ပါတယ်ကျွန်တော်မှမိုးတွေလည်းရွာတယ်လေလည်းတော်တော်လေးတက်လိုက်တယ်ကျွန်တော်တို့ဒီမြို့မြန်လှုပ်ဖို့အတွက်ကာယံထားတဲ့လေကာကုန်းလို့ခေါ်တဲ့နေရာမှာလည်းကျွန်တော်တို့လာတော်တော်လေးကိုလဲပြူသွားအောင်တခုရယ်နောက်တစ်ခုကကျတော့ဒီဟိုကျွန်တော်တို့တိုက်ရိုက်တီးရှူနိုင်အောင်အတွက်လှုပ်ထားတဲ့32ပေလောက်ရှိတဲ့ LED ဘုတ်ကြီးလည်းလဲပြူသွားပါလေကျွန်တော်ရဲ့ဝင်းပြင်ဆင်များလုံးဝဆုတ်ပြတ်သွားပြီးတော့မိုးရေရေလေထဲမှာဘွက်ထဲရွှင်ထဲမှာ ရှင်ပြန်ရတဲ့အတွက်ကြောင့်မူအချို့ပွဲစဉ်များကိုနောက်နေ့တွေရွှေ့ဟိုခက်ခက်ခဲခဲနဲ့ကိုပွဲစဉ်တွေကိုအကုန်ပြီးဆုံးတဲ့အထိဒီနေ့ပေါ်လိမ့်မယ်တတ်မှတ်ထားတဲ့ရက်မှာအဲအချိန်မီပြီးဆုံးနိုင်အောင်ဒီကိုကျွန်တော်တို့တော်တော်လေးစူးစမ်းပန်းစားဆောင်ရွက်ခဲ့ရတာဖြစ်ပါတယ်တော်တော်ခက်ခဲပါတယ် အတွဲမှာပေါ့နော်လွတ်တင်ခဲ့တဲ့မိဘုံပြန်စုစုပေါင်းအရေအတွက်နဲ့စုချင်းမြင့်သွားမယ်အရေအတွက်တွေကိုလည်းသိချင်ပါတယ်ရှင့်ဟုတ်ကဲ့ပါကျွန်တော်တို့မိဘုံပြန်ကတော့ဒီနှစ်မှာညားပါတယ်ကျွန်တော်တို့အားလုံးတရားနဲ့သုံးလုံးလောက်ရှိပြန်တယ်မှာနေ့ဘက်မှာတော့ကျွန်တော်တို့သုံးမျိုးပြိုင်တဲ့အုပ်စုရဲ့ခြေလေးချောင်းရဲ့ခြေနှစ်ချောင်းပြိုင်ပွဲမှာအပွဲစဉ်ပေါင်း60ညဘက်မှာတော့စိန်နံပါတ်နဲ့ညမကြီးအမျိုးအစားမှာတော့53ပွဲပေါ့နော် အဲ့လိုကျွန်တော်တို့ရှင်းပြန်ခဲ့တာဖြစ်ပါတယ်။နောက်ဒီနှစ်မှာကျွန်တော်တို့ကစူချင်းငွေအနေနဲ့ကတော့ညာမီးကြီးအမျိုးသားမှာပထမစုကိုဟလာ၅ရက်သမ၅သန်းပေါ့နော်။55သိန်းတိစူချင်းပြီးတော့ဒုတိယစုကို340တတိယစုကို330ချင်းပြပါတယ်။စိန်တပံအမျိုးသားမှာတော့ပထမစုကို330ဒုတိယစုကို55သိန်းနဲ့တတိယစုကို10သိန်းချင်းပြပါတယ်။အဲ့လိုပဲကျွန်တော်နေရုပ်လပြိုင်ပွဲတွေမှာလည်းပထမဒုတိယတတိယတွေကို5သိန်း3သိန်း2သိန်းဆိုပြီးတော့အဲ့လိုစုများ ကြီးမြင့်နေအောင်အတွက်စီစဉ်ထားတာဖြစ်ပါတယ်။ဟုတ်ကဲ့ဒီနေ့ဆယ်ချိန်မြောက်မှာရောထူးထူးခြားခြားအနေနဲ့ဘာတွေများပါဝင်နေလဲဆိုတာကိုလည်းသိချင်ပါတယ်ရဲ့ရှင်။အဲကျွန်တော်တို့ဒီဒီဆယ်ချိန်မြောက်မှာတော့ဟိုပွဲတွေအားဖြင့်တော့ဗောနော်အရင်လှုပ်ရိုးလို့ဆိုရင်အတိုင်းလှုပ်ပြီးသည်အဲကျွန်တော်တို့ performance တွေပြောင်းသွားတယ်။အတော့အသေးရည်တွေတွေပုံများပြလာတယ်။အဲကျွန်တော်တို့ထပ်ပြီးတော့ထူးထူးခြားခြားလုပ်ရတဲ့ဟာတွေတော့ရှိခဲ့ပြီးသည် တချို့နေရာတွေမှာရာသီဥတုအခြေအနေမပေးလို့ပေါ့နော်ကျွန်တော်တို့အချို့အစီအစဉ်များကိုလည်းဟိုထည့်ပြီးတော့မှမဆောင်ရနိုင်တာတွေလည်းရှိခဲ့ပါတယ်ဒီနေ့မှာတော့နည်းနည်းအဲ့လိုအခက်အခဲရောအစီအစဉ်ထားတဲ့ဟာတွေတချို့ဟာတွေမှာတော့အဲထုတ်ပြီးတော့မှမိဘပြည်သူတွေကိုစီစဉ်တင်ဆက်နိုင်ပြီးချို့နေရာတွေမှာမတင်ဆက်နိုင်ခဲ့တာတွေလည်းဖြစ်ခဲ့ပါတယ် ရှင်ဦးနဲ့လည်းဒီနေ့ဆိုလို့ရှိရင်လည်းပိတ်ပွဲခန်းနာရုပ်ကျင်းပါတော့မယ်ဆိုတော့ဒီပိတ်ပွဲခန်းနာနဲ့ပတ်သက်ပြီးတော့ဗာရမားထူးထူးခြားခြားတွေရှိသေးလဲအစီအစဉ်တွေရှိသေးရင်ပြောပြပါအောင်ရှင်ဟုတ်ကဲ့ပါဒီပိတ်ပွဲခန်းနာတော့ဟိုတော်တော်လေးကိုကျွန်တော်တို့ဒီနေ့ပိတ်ပွဲခန်းနာရဲ့အခြေအနေအခရိုင်းနဲ့နဲ့မတူသေးပါဘောเนาะအဲယခင်နေ့ကရာသီဥတုအခြေအနေတွေနဲ့အခြေအနေအမျိုးရပြောင်းရွှေ့ရတဲ့ပွဲစဉ်တွေပွဲစဉ်တွေပေါ့เนาะအဲ့ပွဲစဉ်တွေကိုကျွန်တော်ဒီနေ့မှာစုပေါင်းပြီးတော့ပါเนาะ အဲ့ဒါလည်းပြင်ပြိုင်ခိုင်းတယ်တဖက်ထဲမှာလည်းပွဲကိုပြီးဆုံးအောင်လုပ်ပြီးတော့မှရှူဘဲခါနာလုပ်မယ်ဆိုတော့ဒီနေ့ကအထူးဖိတ်ကြားထားဖို့မလိုဘဲနဲ့အရန်ကိုစီကားနေတာပေါ့အရန်ရန်စီကားပါတယ်အဲ့တော့ဒီနေ့မှာကျွန်တော်တို့ပိတ်ပွဲခါနာလည်းဒိုက်ဒေတာကြီးဝီဂျီချုပ်ကတော့အဲမအားလာတဲ့ကြောင့်မို့ကျွန်တော်တို့ဝီဂျီချုပ်ရဲ့ကိုစားဒိုက်ဒေတာကြီးဝီဂျီတူဦးဖြစ်တယ်ကျွန်တော်တို့ဒီတန်းဆူမြင့်ပေါ့နော်တတုနဲ့တစ်တော်ဝင်ကြီးကနေလာရောက်ပိတ်သိမ်းဖို့ကျွန်တော်စီစဉ်ပြုထားပါတယ်ခင်ဗျာ ကဲ့ပါရှင်ဦးနေနဲ့လည်းဒီ2015ဒီပြောင်းလဲတစားနိုင်ပွဲတော်ကိုအနေရရမှရှိတဲ့ဒီမြန်မာပြည်သူတွေအားလုံးအဲကဘာခီးသွားအဲ့တွေအားလုံးလဲလာရောက်လဲပတ်နိုင်စေဖို့အတွက်ဖိတ်ခေါ်စကားလေးပြောပေးပါအောင်ရှင်ဟုတ်ကဲ့ပါကျွန်တော်တို့အခုဆိုလို့ရှိရင်တဖြည်းဖြည်းနဲ့ကျွန်တော်တို့ပြောင်းလဲတစားနိုင်ပွဲတော်ဟာတော်တော်လေးအရွယ်ရောက်ကြီးပြီးပြီးတော့လူသိများလာပြီဖြစ်ပါတယ်အဲ့တော့မလာရောက်ပူးသေးတဲ့မိဘပြည်သူတွေရောလာရောက်ပူးတဲ့မိသားစုတွေကိုလည်းကျွန်တော်တို့ပွဲတွေကိုလာရောက်ကြည့်ရှုဖို့ဖိတ်ကြားခြင်းတို့ နောက်နေ့နောက်နေ့ဒီမှာကျွန်တော်တို့ပွဲကိုလာရောက်ခဲ့မယ်ဆိုပြီးပေါ့အထူးသဖြင့်နိုင်ငံခြားခီးသွွားဧည့်သည်တွေလာရောက်မယ်ဆိုပြီး package tour တွေပါလိမ့်ဆိုပြီးကျွန်တော်တို့ကောဘကယုံပေါ့နော်အဲ့ဒါတွေနဲ့ဆက်သွယ်ပြီးပါဒီနေ့မှာကျတော့နည်းနည်းလေးကျွန်တော်တို့ဖြစ်သွားတာကပွဲကို contract ပေါ့ပြောဝဲရှင်ပွဲနဲ့ဒီရေရန်နာစခန်းတွေလောက်ပဲလုံနိုင်တဲ့ contract ရဲ့ဖုန်းနံပါတ်တွေနဲ့တော့ရောက်ဆက်သွယ်တဲ့အချိန်မှာအစီအမံပေးမှုတွေပေါ်ပေါ်ပါတယ်ကျွန်တော်တို့ကျင်းပရေးဦးစီးကုန်တွေနဲ့ဓာတ်ရိုက်ဆက်သွယ်ခဲ့မှာလို့ရှိရင်အဲ့တို့နိုင်ငံခီးသွွားဧည့်သည်တွေ လာကိုဘောနော်လာရောက်ပွဲကြီးစုနိုင်တဲ့လာထိုင်ကိုအနေထားနေရာအနေထားလေးဒီကျွန်တော်တို့ကပြင်ဆင်နိုင်အောင်လဲအစီအစဉ်ပေးပါမယ်အဲကြောင့်အနေနဲ့ရက်ကမိဘပြည်သူတွေရော နိုင်ငံခြားခီးသွွားတွေကိုနိုင်ငံခြားခီးသွွားတွေလုပ်ငန်းတွေနဲ့ပတ်သက်ပြီးလုတ်ကြိုင်နိုင်ကြလုတ်ကြိုင်နေကြတဲ့ agency တွေအဖွဲ့အစည်းတွေကိုကျွန်တော်တို့ပြစ်ပါရေးဦးစီးကော်မတီသို့မဟုတ်ဂောဘကပြုံးလင်မာနုကန္တာဂောဘကယူတိုက်ရိုက်ဆက်သွယ်ပြီးပါအဲ့လိုဆက်သွယ်ခဲ့မှဆိုလို့ရှိရင်ကျွန်တော်တို့ဒီဆောင်ရွက်ပေးပါမယ်အားလုံးလည်းလာရောက်ပြီးခေါ်လိုပါတယ်ရှင်အခုလိုမျိုးဖြေကြပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဦးကျော်ဟုတ်ကဲ့ပါကျွန်တော်ကလည်းအခုလိုဖိတ်ကြားခွင့် တင်ပြခွင့်ရတဲ့အကြောင်းကိုမိဘပြည်သူတွေကိုအဲ့လိုတင်ပြခွင့်ရတဲ့အကြောင်းကိုကျွန်တော်ကလည်းပြန်ပြီးတော့ကျေးဇူးတင်ပါတယ် ါခင်ဗျာဒီပြောင်းလဲနှစ်ဆောင်နိုင်ပွဲကဘယ်ကနေလာရောက်လဲပတ်လဲဘယ်နှချိန်လောက်ရှိပြီလဲဆိုတာပြောပြပါအောင်အော်ကျွန်တော်ပြူးလက်မျိုးကံပါပဲခင်ဗျာပထမဆုံးပွဲတည်းဆက်ပြီးတော့အခုလို့နေရောညောင်အားပေးနေတာအခုလက်ထိပါပဲခင်ဗျာဟုတ်ကဲ့ပါဘာလဲဒီနေ့ဆိုလို့ရှိရင်လည်းပိတ်ပွဲပေါ့ဆုကြည်ချင်းမြင့်တော့မယ်ဆိုတော့မောင်လေးတို့လည်းဒီကြီးစုသူတယောက်နေလဲဘလိုရင်းရင်ခုံနေလဲပြောပြပါအောင်ဟုတ်ဒီနေ့အဓိကရင်ခုံတာကတော့ရာသီဥတုကြောင့်ပေါ့နော်မနေ့ကလိုမျိုးကျွန်တော်လာပြီးတော့တနေကုန်ဘွတ်တည်နေအဲ့လိုမျိုးဖြစ်မှလဲကြောက်တာပေါ့ဒါပေမဲ့အခုလို့စီကားကြီးဖြစ်သွားပြီးတော့အဲ့လိုမျိုးစီကားတဲ့အတွက်အရန်ကိုပျော်ရွှင်မိပါတယ် ဒီနေ့ပိတ်ပွဲဆိုတော့လေစုတွေချင်းမြင့်မှာဆိုတော့အဲ့အတွက်ကောဘလို့တွေထင်လဲအဲဘသူတွေကိုစုရစေချင်လဲပေါ့အဲ့ဒါတွေရောအာအမှန်တိုင်းပြောရင်တော့နှစ်တိုင်းကအများတန်းရခဲ့တာဒီစီစဉ်တည်ဆမှုမြင်းနေနေပါရင်လည်းမြန်မာပြည်သားပေါ့ဗျာအဓိကကျွန်တော်တို့မြန်မာပြည်သားပြည်သက်လိုမျိုးနှစ်တိုင်းဖြစ်နေတော့မြန်မာပြည်သားကိုပဲအများတန်းရစေချင်တာပါကိုဒီနေ့မှာဆိုလို့ရှိရင်လဲစွတ်စွတ်ပေါင်းပေါ့နော်ဒီမြေပေါင်းပြန်အမျိုးအစားတွေအကောင်လုံးစွတ်စွတ်ပေါင်း100 300လောက်လွတ်တယ်ပေါ့အာဒီမြေပေါင်းပြန်တွေအလားအပါတွေပေါ်မှာအကိုအနေနဲ့ဘယ်လိုခံစားမိလဲ လားပတွေပေါ်မှာဆိုတော့အလားပတော့တစ်ခုနဲ့တစ်ခုကမတူဘူးညအကောင်တော့တမျိုးစီခံစားမှုပေးစမ်းတဲ့အတွက်အားလုံးကောင်းပါတယ်အားလုံးလည်းကြိုက်ပါတယ်ကဲဒီမှာဆိုလို့ရှိရင်အဲပြင်ဦးလွင်မှာဗောနော်ဒီလိုလေးကျင်းပတယ်စီကကကတတ်တမ်းမြလေးကျင်းပပြီးတဲ့အတွက် အခုအနေနဲ့ဘယ်လိုတွေမြင်လဲပြောပြပါအောင်ရှင့်ဘယ်လိုတွေမြင်လဲဆိုတော့ဒီလိုမျိုးပြင်ဦးလွင်ရဲ့အဓိကအစီအစုံကဒီအချိန်လိုဖြစ်သွားတာဗောနော်အဓိကပြင်ဦးလွင်အတွက်စီပွားရေးရောဟောဧည့်သည်တွေလည်းအရန်လာတဲ့အတွက်အရန်လည်းစီကားတဲ့အတွက်ပြင်ဦးလွင်သားတယောက်ဖြစ်ရတယ်ဂုဏ်ယူပါတယ် ကဲဒီဒီဇိုင်းနိုင်ပွဲတော်ကြီးအားဆိုလို့ရှိရင်ပြင်ဦးလွင်ကိုမြန်မာအားတာမကပဲနဲ့ကဘာဝသိစေတဲ့ပွဲတစ်ပွဲပေါ့နော်အဲမောင်လေးတို့အနေနဲ့လည်းမျိုးဆက်တဲ့လူငယ်တွေနဲ့ဘလို့တွေထိမ့်သိမ်းသွားမလဲဆိုတာလည်းပြောပြပါအောင်အဓိကတော့မင်းမျိုးကကျွန်တော်အမြင်ပြောရင်ပထမဆုံးကျွန်တော်စားကြည့်တာဒီဖရားကြီးမြန်မာပေါ့နော်အဲအခုတဖြည်းဖြည်းချင်းနဲ့နှစ်တိုင်းနှစ်တိုင်းနဲ့ကိုအများကြီးတိုးတက်သွားတဲ့အတွက်ဒီတိုင်းလေးသာထိန်းသိမ်းသွားရင်နောက်ဆိုကဘာတကူလောမှာစိတ်ဝင်စားလာမှာတိကျတယ်။ဟုတ်ကဲ့ပါအခုလိုမျိုးဖြေချပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ကျွန်တော်လည်းကျေးဇူးတင်ပါတယ်ခင်ဗျာ။ 先上独家，李小姐，再约。 ခံလေးစားပါတော့မြို့ပြည်သူများရှင်အစဲချိန်မြောက်ကျင်းပပြုလုပ်တဲ့ပြင်ဦးလင်းတစောင်းနိုင်မြုံပြန်ပြိုင်ပွဲမှာဆိုလို့ရှိရင်တော့နေရုံလားခြေနှောင်းပြိုင်ပွဲနေရုံလားခြေလေးချောင်းပြိုင်ပွဲနဲ့နေရုံလားအုပ်စုပြိုင်ပွဲစိန်နပံမြုံပြိုင်ပွဲနဲ့ညမီချီမြုံပြိုင်ပွဲစုစုပေါင်းပြိုင်ပွဲ၅ခုမှာဆိုလို့ရှိရင်တော့ဒီစုပေါင်းပထမစုဒုတိယစုတတိယစုအပေါင်းရဲ့ဒီနှစ်သိန်းစု9စုကိုပါချင်းမြင့်သွားမယ်လို့သိရပါတယ်ရှင်ဒါကြောင့်လို့စုစုပေါင်းချင်းမြင့်သွားမယ်စုတွေကတော့90ရှိတယ်လို့လည်းသိရပါတယ်ရှင်မြို့ပြည်များရှင်ဒီစိန်ချိန်မြောက်ပြင်ဦးလင်းမြုံပြိုင်ပွဲတော့မှာဆို ို့ရှင်လဲတခြားအရင်နှစ်တွေကနဲ့မတူဘဲနဲ့မိဘုံပြန်တွေကလည်းပုံမများပြားလာပြီးတော့စုတွေကိုလည်းပုံမချင်းမြင့်နိုင်ခဲ့တဲ့ဆိုတာကိုလည်းသိရပါတယ်ရှင်မြမပြည်သူများကိုဒီကနေ့မှကျင်းပပြုလုပ်တဲ့ဒီပြင်ဦးလေမိဘုံပြန်တစားနိုင်ပွဲတော့ကြီးရဲ့ပိတ်ပွဲခန္ဓာနဲ့ပတ်သက်ပြီးဆက်လက်ရိုက်ကူးတင်ဆက်ပေးပါဦးမယ်ရှင်ဘုံမြော်တွေ့မြင်ရဖြစ်ပါတယ်ညတော်လူတို့ရဲ့ ိဘပြည်သူများရှင်စေချိန်မြောင်ပြင်အောင်လွင်ဒဆောင်းနိုင်ပွဲတော်ရဲ့ပိတ်ပွဲအောင်မြင်မှုအတွက်ပိတ်ပွဲခန္ဓာကိုနိုဝင်ဘာလ9ရက်နေ့ညမိပေါင်းပြန်အလုံးလွတ်တင်ပြီးတဲ့ည7နာရီခွဲချိန်မှာစီကားတိုင်မြင်စွာနဲ့ကျင်းပခဲ့ပါတယ်။ဒီနေ့ပိတ်ပွဲမှာတော့မိပေါင်းပြန်အဖွဲ့ဝင်များဟာကွင်းအတွင်းတို့မြန်မာယူခဲ့ကတစောင်းနိုင်ပွဲတော်ကြီးရဲ့အောင်မြင်ခြင်းအထိမ့်မှန်နေတဲ့ပိတ်ပွဲစင်နပံမိပုံပြန်ကိုကောင်းကင်ရန်ထတ်တို့လွတ်တင်ခဲ့ကြပါဗျ မိဘပြည်သူများရှင်ဆယ်ချိန်မြောက်ပြည်ဦးဝင်မိဘပြန်ပွဲတော်ဟာဆိုးရတဲ့ရာသီဥတုကြားမှာမိဘပြန်လွတ်သူတွေရဲ့ဇွဲကောင်းမှုစီယုံမှုချမ်းအေးတဲ့ရာသီဥတုကြားမှာမငင်းညူပဲပြည်သက်တို့ရဲ့အားပေးမှုကျင်းပရေးကော်မတီအဖွဲ့ဝင်တို့ရဲ့စီယုံစွာဆောင်ရွက်မှုတွေကြောင့်အောင်မြင်စီကားတိုင်ဆိုင်စွာကျင်းပနိုင်ခဲ့ခြင်းပဲဖြစ်ပါရဲ့ရှင် 2014ခုနှစ်မှာကျင်းပတဲ့ပြည်ဦးလွင်တရားနိုင်ပွဲတော်မှာဆုရရှိကြတဲ့နေရုတ်လချင်းချောင်းစု နေရုတ်လခြေလေးချောင်းပြိုင်ပွဲစု နေအယုတ်လအုတ်စုပြိုင်ပွဲစုစိန်နပန်းမိဘုံပြိုင်ပွဲစုညမီကြီးပြိုင်ပွဲစုတို့ကိုတာဝန်ရှိသူအသီးသီးတို့ကဆုချင်းမြင်ပေးခဲ့ကြပါတယ်ရှင်။ ဆူရရှိတဲ့မိဘောင်ပြန်အဖွဲ့တွေရဲ့ဝမ်းတာပီတိစကားရံတွေနဲ့ဂုံယူဝမ်းမြောက်မှုတွေကိုလည်းကြားသိခဲ့ရပါတယ်ရှင်။အတိနာမည်ကတော့ဒေါက်တာအွန်လိုင်းဖြစ်ပါတယ်ရှင်။ဟုတ်ကဲ့ဒီနေ့ဒီဟောပြင်ဦးလွင်ဒီဇိုင်းမိဘောင်ပြန်ပြိုင်ပွဲမှာအိမ်တို့အနေနဲ့ဘယ်အသင်းကိုကိုစားပြုပြီးတော့ရှင်ပြိုင်လဲနောက်ပြီးတော့ဘလို့အမျိုးသားတွေဝင်ရောက်ရှင်ပြိုင်လဲဆိုတာသိချင်ပါတယ်ရှင်။ဟုတ်ကဲ့ပါဟာအုပ်စုအုပ်စုလိုက်ပြိုင်ပွဲရဲ့ခြေလေးချောင်းပြိုင်ပွဲရဲ့စိတ်နှပံရဲ့ပြိုင်ခဲ့ပါတယ်။ ဲ့ပါဒီနေ့မှာရရှိတဲ့စုလေးတွေကိုလည်းဖော်ပြပေးပါအောင်ဆရာမရှင်။ဟုတ်ကဲ့ပါဒါတွေတော့ဗာကလေးတွေကကိုပိုင်လောက်တာပေါ့နော်။အဲ့ခါကျတော့အစုတွေကတော့အစုံပဲရထားတာပေါ့။ပထမစုလည်းပါတယ်အစုံပဲပေါ့နော်အဲ့လိုမျိုးတွေရရှိထားပါတယ်။ဟုတ်ကဲ့ပါရှင်အဲ့လိုစုတွေစုခုရရှိတဲ့အတွက်ဆရာမနေနဲ့ဝမ်းသာပီတိစကားလေးတွေကိုလည်းသိချင်ပါတယ်ရှင်။ဟုတ်ကဲ့ပါ။ဟိုအားလုံးကိုဗောလေစီယုံနဲ့လောက်တဲ့အောင်လို့လေ့ကျင့်လေးတွေရအောင်လို့ဆိုပြီးတော့မှဒီလိုမျိုးလေးလုပ်ပေးတာလေးစုတွေရသွားတဲ့ခါကျတော့အတိုင်းပြေဝမ်းသာပါတယ်။ ပါရှင်ဒီနေ့မှာဆိုလို့ရှိရင်လဲပေါ့နော်ဒီမှာပြုံးလွင်မိဘုံပြန်ဒီဇိုင်းလိုက်ပွဲတော်ကြီးအောင်မြင်စွာနဲ့ပြီးဆုံးသွားပြီဆိုတော့အဲ့ဒီအောင်မြင်မှုပေါ့ကျမတို့နဲ့ဂုံယူဝမ်းများမှုလေးတွေကိုလည်းပြပြပေးပါအောင်ရှင်ဟုတ်ကဲ့ပါအတိုင်းမသိအောင်ပါပဲရှင်အဘေးနော်အကကျမလေးတို့ကဘယ်လိုလဲအချင်းဝမ်းတာပီတီတွေကိုပြပြပါအောင်အရာအရာပြောပါရှင်ဟုတ်ကဲ့ပါကျမလေးရောဒီဒီပြိုင်ပွဲကြီးကိုဘယ်လိုဆင်နွှဲခဲ့လဲပါဝင်မှုလေးတွေရောအကတွေလည်းပါပါရှင်တက်ညီလည်းညီပါပါရှင်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ကျေးဇူးပါရှင် င်မင်္ဂလာပါရှင်မင်္ဂလာပါသမီးရေဟုတ်ကဲ့ပါရှင်အရင်တို့အနေနဲ့ဒီနေ့မှာဘယ်အဲလိုအယုတ်တွေကိုကိုစားပြုပြီးတော့ဝင်ရောက်ရှင်ပြန်ခဲ့တယ်ဘယ်အသင်းကိုကိုစားပြုဝင်ရောက်ရှင်ပြန်ခဲ့တယ်ဆိုတာပြောပြပါအောင်ရှင်ရုံမီသားစုနဲ့ပါငါးកောင်မှာဟုတ်ကဲ့ပါရှင်ဘယ်အသင်းကိုကိုစားပြုပြီးတော့ဘယ်မီလဲဆိုတာကိုလည်းပြောပြပါအောင်ရှင်တရားဥပဒေကိုကိုစားပြုပြီးတော့တမာဒီမီနေနဲ့တွင်ပြိုင်တာပါကဲပါရှင်ဒီနေ့မှာဆိုလို့ရှင်ပထမဆုံးစုခုရရှိတဲ့အတွက်ဝမ်တာပိတိစကားလေးကိုလည်းသိချင်ပါတယ်။မမတို့ကတော့အတိုင်းထက်လွန်ဝမ်တာပါတယ်။ ဟုတ်ကဲ့အသိန်း9000တောင် တရားအနေနဲ့ရောတရားဥပဒေမိသားစုတရားအနေနဲ့ရောအတိုင်းထက်အလွန်ပြောပြလို့မရအောင်ရန်ဝန်တာပါတယ်ဟုတ်ကဲ့ပါရှင်ညီမစဉ်းစားမိတာတော့ဒီတရားဥပဒေနဲ့ယုံယုံနဲ့ဝင်ရင်ရောက်ရှင်းပြိုင်နေဆိုတော့ဘလို့အထိပ္ပယ်နဲ့ဝင်ရောက်ရှင်းပြိုင်လဲဆိုတာကိုလည်းသိချင်ပါတယ်ရှိရုံပေါ့နော်ဒီနေ့တစောင်းနိုင်ဘုံပြန်ပြန်ဝဲရလဲအောင်မြင်စွာနဲ့ပြီးဆုံးသွားပြီဆိုတော့အဲ့ဒီအတွက်ဂုံယူဝမ်းတာမှုလေးတွေကိုလည်းသိချင်ပါတယ်မှာ တနိုင်ငံလုံးနဲ့တည်အောင်ရှင်ပြန်ရတဲ့အတွက်ကြောင့်အမတို့အနေနဲ့ရန်ကိုဝမ်းသာပါတယ်။အဲဘောနော်နှစ်တိုင်းတိုင်တယ်ဘောနော်မနေ့ကတက်တရရတယ်ဒီနေ့ပထမရတဲ့အတွက်အတိုင်းထက်အလွန်အရန်ဝမ်းသာပြီးတော့ဂုဏ်ယူမိပါတယ်။ဟုတ်ကဲ့ဒီလိုဘောနော်ပြိုင်ပွဲကျင်းပတဲ့အတွက်ကိုယ့်ရဲ့စီယုံမှုတွေလည်းပို့ပြီးတော့ပိုးပွားစေတယ်ဘောနော်အဲ့ဒီဘောအမတို့ရဲ့အမြင်လေးတွေကိုလည်းပြောပြပါအောင်ရှင်။ဟောပါဘောစီယုံရင်းစွမ်းကြီးပေါ်မှာမူတည်ပြီးတော့ပဲဒီပြိုင်ပွဲကိုဝင်ရောက်ဝင်ပြိုင်တာဘောအားလုံးစီစီယုံယုံနဲ့ဝင်ပြီးတော့ဆောင်ရွက်ပေးလို့ဒီလိုမျိုးအောင်မြင်တာပါ။ ဒီလိုပြိုင်ပွဲတစ်ခုဝင်ဖို့အတွက်ပေါ့နော်တဲဦးတယောက်ကောင်းနဲ့လုံးလုံးမရပါဘူးအကုန်လုံးတရားဦးလေးရရှိရောရှိနေရှိရတဲ့အကုန်လုံးမိသားစုတွေအကုန်လုံးဝိုင်းဝန်းလုံးမှသာလုပ်ငန်းတစ်ခုအောင်မြင်တဲ့အတွက်စီယုံစီယုံဟိုမှာပေါ့နော်စီယုံရေးရှိမှပဲအဲ့လိုမျိုးပေါ့နော်အောင်မြင်နိုင်မယ်ပေါ့လို့တစ်ခုကဟုတ်ကဲ့ဟာဟုတ်ကျေးဇူးတင်ပါတယ်ရှင်ဟာ ာသည့်ဥရုဂွဲအန်တိုဘီပြောင်းလဲတစားနိုင်ပွဲတော်အောင်မြင်ခြင်းနဲ့စုချင်းမြင်ပွဲအခမ်းအနားမှာစုရရှိကြသူများရဲ့အောင်ပွဲခံခုံယူမှုတွေဟာညကောင်းကင်ရင်ထိထူဖော်လိုနေပါတယ်မဆုံးခါအော်ဒီနေ့မှဆလို့ရှင်ဥရောအမင်းနဲ့ဗဲမီပေါင်းပြန်လုတ်ပြီးတော့မီးရဲ့အမြင်နဲ့ပေါ့နော်ဘယ်လိုစုရရရှိခဲ့တဲ့ဆိုတာပြောပြပြပါအောင်ရှင် 昨那都话，山朗多米呢，咱们也开不来。今天米哈是路线，我说山朗多米呢，白安的那样新疆的是话来，得起吗嘞？昨那冰路没有呢，应该几远啊？我也不晓得多少山朗多米呢，拦不着，白没问了我。OK，今天进巴兰的是路线，本来进朗苏亚西开回来先。东岭山站一下多吧，一公里。OK，哎，东岭山站下来，今天嘛是路线呢，把他妈苏苏口亚西的，就讲万达比的是咖喱，要不要跑？ တအားဝန်းစားပါတယ်ခင်ဗျာနောက်တစ်နေ့လဲဒီလိုပဲနေ့နေ့တိုင်းနေ့တိုင်းစုရပါစေလို့ကျွန်တော်တို့ဖះရှင်ကိုလူရည်စူးပြီးတော့လူတာပေါ့နော်ဒါလိုပါပါကျေးဇူးတင်ပါတယ်ပေါ့ပါတယ်ခုလိုပါယခုအချိန်မှစ၍ပိတ်သိမ်းလိုက်ပါသည်မိဘပြည်သူများရှင်စီလုံးမှုအင်အားကိုပေါ်ဆောင်တဲ့ပွဲတက္ကပါလုံးမှာမှမြန်မာနိုင်ငံအတွင်းမှာတာ ရိုးရအစင်လာမပြတ်ကျင်းပါတဲ့ပြင်ဦးလွင်ဒီဇိုင်းနိုင်ပွဲတော်ဟာအိုးစီပုံပေါင်းတန်တညံညံနဲ့ပြင်ဦးလွင်သားမကကဘာတီပါမှတ်တိုင်ထူနိုင်ခဲ့ပြီဖြစ်ပါတယ်ရှင်။